အခုလောက်ကြောင်းရင်းနေကြောင်းတဲဆုငင်ကိုမရှင်းနိုင်လို့ဘာစုမမညာပဲဖြုတ်ခင်ရတဲ့ JK Sophia အခုလက်ရှိအင်တာနက်ပေါ်မှာလူပြောများနေတာကတော့2024ခုနှစ်ရဲ့မြန်မာကုစားပြုအလာမိန်တဲဆုငင်ကိုလုံးဝမရှင်းနိုင်တဲ့အတွက်စုတစ်ခုမှချင်းမြင့်ခြင်းကိုမခံရတဲ့ပြင် Top 20တောင်မဝင်မိန်ပြုတ်ချင်းမလားပြုတ်ခင်ရတဲ့အလာမိန် JK Sophia ရဲ့အကြောင်းလေးပါ ပရိသတ်ကြီးအားလုံးလည်းတည်ပြီးသားဖြစ်တဲ့ Mass Grand International 2025မှာတော့မြန်မာကိုစားပြုလာမယ့် JK Sophia ကစိတ်မကောင်းစွာနဲ့ပဲ Amplis ဖြစ်ပြီးပြုတ်သွားခဲ့ရပါတယ်။အခုလိုပြုတ်သွားခဲ့ရတာကလည်းအရှင်နည်းရဲ့အလှမဲ့တဲဆူငင်းရဲ့အရှိချင်းတွေကိုတော့မရှင်နိုင်တဲ့တခြားသောအကြောင်းရင်းတွေကြောင့်လည်းပါနေလို့ဆိုရမှာပါ။ အလမေ JK ဆိုဖီယာကတိုင်းရင်သူပြည်ပင်စကားဝဲဝဲနဲ့ချစ်စရာအကောင်ရေးပတ်မဝင်ပြောတတ်ပေမဲ့လည်းအလမေလောကနဲ့သူမရဲ့ပြုမှုပြောဆိုရင်းမျက်နှာအနေထားတွေကလုံးဝကိုကန့်ညီမှုမရှိခင်အမှန်ပါအလမေ JK ဆိုဖီယာကချစ်စရာအကောင်နဲ့ပြင်တခြားသောရေးချင်းနေရှိနေပေမဲ့လည်းမြမပြည်သက်တွေရဲ့အသင်ဆွဲလာမယ်တဲဆုံငင်းကိုတော့မရှင်းနိုင်ခဲ့ပါဘူး 2024ခုနှစ်ရဲ့ MGI မှာ top 5ဝင်နိုင်ခဲ့တဲ့ team မြမကုံဆောင်နိုင်ခဲ့တဲ့အလှမယ်လေးတဲဆူညင်ကတော့တကယ်ကိုပြောစရာမလိုတော့အောင်အရေးချင်းနေပြွာနေတာပါ။ ူမရဲ့ခန္ဓာကိုယ်ချိုးစားကခါသိရင်ချီတိုင်းမင်းလပကြောရှင်းပြီးတော့ပူရိတရရဲ့စိတ်ဆုံကိုဖန်ဆားထားနိုင်သူတွေပါမျက်နာတွေကလည်းချောမောလပတဲ့ပြင် မိမပြုတ်လေးတယောက်ရဲ့အလပတရားတွေကိုတွေ့မြင်ရမှာပါအလမေတဲဆုငင်းလို့ပြောလိုက်တာနဲ့လူတိုင်းရဲ့အမြင်အာရုံမှာထင်ရှားနေတာကတော့သူမရဲ့သူများနဲ့မတူတဲ့ catwalk တွေလို့ပဲပြောရမှာပါ အသက်ငယ်ဆုံးလာမယ်တယောက်ဖြစ်နေပေမယ့် MGI ကိုရောက်တဲ့အချိန်မှာတော့တခြားသောနိုင်ငံကအလှမယ်ရင်းနဲ့တန်းတူမလျှော်သောဆွေးနဲ့ရှင်ပြန်ခဲ့တာကိုလည်းအလုံးလေးသိကြမှာပါအခုနေ့ရလာမယ် JK Sophia ကလည်းသူမအနေနဲ့အလှမယ်တဲဆူငယ်လိုမျိုး ISK ကောင်းမွန်ရုံထဲမှာတခြားသောဘာသာစကားပေါင်းများစွာကိုပါလက်တံပြောဆိုနိုင်နေသူပါအတန်ပါဝါကောင်းကောင်းနဲ့တခြင်းနေသိဆိုနိုင်ပြီးအစောရမာလေးဖြစ်နေတည်ထားကြတာပါ အခုလိုနုပညာလုပ်ငန်းတွေမှာအောင်မြင်နိုင်ပြီမယ်လေအလမဲ့လောကမှာတော့ချီကီဆိုဖီယာအနေနဲ့ပင်မမီခိုင်းမြမီဖြစ်ခဲ့ရပါတယ်အလမဲ့ချီကီဆိုဖီယာဟာတဲဆုငင်းရဲ့ခန္ဓာကိုယ်လိုမျိုးလှပကြောရှင်းမှုမရှိတဲ့ပြင်အချိုးစားမကျတဲ့ကာယပလမဲ့လို့ဖြစ်နေတာပါနောက်ပြီးသူမရဲ့အရမောင်ကလည်းတခြားသောအနမယ်တွေလိုလူလေထင်းနေတာမျိုးမဟုတ်ဘဲပူကွက်ကွက်နဲ့ကလေးတယောက်လိုဖြစ်နေကြတာပါ အထူးသဖြင့်ပြောရရင်တော့ပြိတ္တတေရဲ့အသေးဆွဲလာမဲ့တဲဆုညင်းရဲ့အရေးချင်းကိုအလမေချေကီဆိုဖီယာကလုံးဝလိုက်မမီတာကြောင့်အခုလိုပြုတ်ချင်းမလားပြုတ်ခဲ့ရတယ်လို့ဆိုရင်တော့မှန်ပါလိမ့်မယ်။တစ်ဖက်ကကြည့်ရင်လည်း MTI နဲ့မြန်မာလမေတို့ကြားကမပြီးသေးတဲ့ရန်ညိုတီတွေလည်းရှိနေကြတာအားလုံးနဲ့ဒီပါ။အလမဲတဲချွန်ကြီးတို့ဆရာတပည့်နေအောင်နဲ့ MGI ပြက်တနာတက်သွားခဲ့တာကြောင့်အခုနှစ်မြန်မာကုစားပြုလာမယ်ကိုနေရာပေးမှမဟုတ်ဘူးလို့မြန်မာပြည်သက်တွေကကြိုတင်ထင်မြင်ချက်တွေတောင်းပေးထားကြပါသေးတယ်။ အခုမှတော့အားလုံးလေးထင်မြင်ယူဆထားကြတဲ့အတိုင်းပဲအလာမဲဂျီကီဆိုဖီယာအနေနဲ့ဒီနေ့မှတော့ top 20တဲ့ကိုရောင်ပေးမှုဝင်မယ်စိတ်မကောင်းစွာနဲ့ပဲ unplace ဖြစ်သွားရပါတော့တယ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကရောအလာမဲဂျီကီဆိုဖီယာနဲ့ပတ်သက်လို့ဘယ်လိုမြင်မိလဲဆိုတော့ကိုပြောပြသွားကြပါအောင်ရှင်